ဟုတ်လားဟမ်တပိဒမြေပုံပေါ်ကြည့်ပြောသွားတဲ့သမိုင်းနော်အယောင်နဲ့ခွဲပြီးတော့မြင်သာတင်သာအယောင်နဲ့ခွဲပြီးတော့ပြောသွားတဲ့သမိုင်းနော် တကယ်လို့တောက်ထဲမှာရှိတဲ့သမိုင်းနဲ့ကြိုက်ပြီးတော့ BC ခေတ်တို့ AD ခေတ်တို့ဆိုတဲ့သက္ကရတီနဲ့ခိင်္ဂနန်းနေနဲ့ပြောရင်တပိဒနားရှုပ်သွားမှကြောက်လို့ဒီတရားပွဲမှာသက္ကရတီနဲ့မပြောဘဲနဲ့အယောင်နဲ့ခွဲပြီးတော့ပြောသွားတာနော် ရှင်းပြီနော်ဒါပြင်ဒီဘက်မြေပုံတော့ဒီလောက်နားလဲဗလားဟိုဘက်မြေပုံလေးတွားကြည့်အောင်ဒီဒီအယောင်ကဥရောပတက်အယောင်ဒီအယောင်ကအာဖရိကတက်အယောင်ဒီအယောင်ကအာရှတက်အယောင်အဲ့တိုက်သုံးတိုက်ဆုံးနေတဲ့အတွက်ကြောင့်တိုက်သုံးတိုက်ဆုံးရာပထဝီဘာသာရေးမြေပုံရှင်းတယ်နော်ဒါပြင်အဲ့တိုက်သုံးတိုက်ဆုံးတာနဲ့ဒီဘက်ကအယောင်လေးမျိုး꿰ရသွားတာနဲ့ ဘလို့တက်ဆိုင်လို့လဲဖရလို့မေးရင်ဆိုင်တယ်လို့ပြောကျင်လို့ဒီနေရာလေးကဒီကနေ့ TV တို့သတင်းစာတို့မှာပါပါနေတဲ့အစ္စရေးနဲ့ပါလက်စတိုင်းဆိုတာအဲ့နေရာလေးဒီနေရာလေးကအီဂျစ်နိုင်ငံဓာတ်မြေတဲ့ပင်လေဓာတ်ပင်လေနီအဲ့တော့ဒီဘက်ကပုဂ္ဂိုလ်တွေကဒီဘက်ကိုလာကျင်နေဆိုရင်အစ္စရေးနိုင်ငံနဲ့ပါလက်စတိုင်းဒေသကိုဖြတ်လာရတယ်ဒီမှာပင်လေနီနဲ့မြေတဲ့ပင်လေဂျားတဲ့မှာဦး အဲ့တော့ရှေ့အခါတုန်းကအီဂျစ်ဖာရုဘုရင်တွေဒီဘက်ကိုစစ်ထိုးတော့မယ်ဆိုရင်ဒီလမ်းကြောင်းကနေသွားရတယ်။အဲ့တော့အဲ့လမ်းကြောင်းပေါ်မှာရှိနေတဲ့ဂျူးလူမျိုးတွေကိုသုံးမှန်းဖြစ်နေခေါ်ခေါ်သွားတယ်။ပြီးသွားတဲ့အခါကျတော့ဖာရုဘုရင်တွေကသူတို့ရဲ့သုံးမှန်းဖြစ်တဲ့ဂျူးတွေကိုအီဂျစ်ခေါ်သွားပြီးတော့အီဂျစ်ရောက်တဲ့အခါကျတော့သူတို့ရဲ့ကျွန်ဖြစ်နေခိုင်းရှင်းလားမသိဘူး။အဲ့လိုခိုင်းတဲ့အခါကျတော့ အီဂျစ်မှာရောက်နေတဲ့ဂျူးလူမျိုးတဲမှာကအီဂျစ်ဘရင်တစ်ပါးကမြောက်စားတဲ့ဂျူးတယောက်ရှိတယ်အဲ့ဒါကမိုးရှိမောရှိတဲ့မောရှိဆိုတာကဂျူးနာမည်ပေါ့နော်သူ့ကိုနောက်နောက်တစ်မျိုးခေါ်သေးတယ်မိုးဆက်တဲ့ဟာတယ်လေအဲ့ဒါတခြားမဟုတ်ဘူးဂျူးဘာသာရဲ့တမန်တော်အဲ့မောရှိဆိုတာကသူတစ်ပါးလားတမန်တော်လား ဘယ်ပါသာရဲ့တမန်တော်လဲဂျူးပါသာရဲ့တမန်တော်ဘာလို့လဲလဲမောရှိသို့မဟုတ်မိုးဆက် तू ကဘယ်ပါသာကိုတည်ထောင်တာလဲဂျူးပါသာယေဟူဒီပါသာလို့လည်းခေါ်တယ်ဂျူးပါသာလို့လည်းခေါ်တယ်အဲ့ဒါကဘယ်မှာတည်ထောင်တာလဲဆိုတော့ပါလက်စတိုင်းမှာဘယ်မှာတည်ထောင်တာလဲအဲ့တော့မောရှိကဂျူးပါသာတည်ထောင်ပြီးလို့အနှစ် 1400လောက်ရောက်တော့အဲ့နေရာမှာနောက်တမန်တော်တပါးပေါ်လာပြန်တယ်အဲ့ဒါကယေရှုခရစ်ဘာတူလဲဟောသူရှိရပေါ်တာကတမန်တော်ကဘာတူတဲ့လဲမိုးဆက်သူနောက်ထပ်ပေါ်လာတာကယေရှုခရစ်ဒီကနေ့ခရိယန်တွေရဲ့တမန်တော်ပေါ့ခရိယန်ဘာသာဝင်တွေရဲ့တမန်တော်ဘာတူတဲ့လဲယေရှုခရစ် ဒါပြင်ခရစ်တော်ရဲ့ရှေ့ကျိုးပြီးတော့ပေါ်နေတဲ့တမန်တော်ကမိုးဆက်မိုးဆက်ကဘယ်ဘာသာထူထောင်ခဲ့လဲအော်သူ့နောက်နှစ်ပေါင်း1400ကြာမှအဲ့နေရာမှာထပ်ပေါ်တဲ့တမန်တော်ကတခင်ယေရှုဟုတ်တယ်နော်သူကဘယ်ဘာသာတည်ထောင်တာလဲဆိုတော့ခရိယန်ဘာသာအဲ့တော့ခရိယန်ဘာသာဝင်တွေကရှေ့ကရှိနေတဲ့ဂျူးဘာသာကို ဝေဖန်တိုက်ခိုက်မှုတွေလုပ်တယ်အဲ့တော့ဝေဖန်တိုက်ခိုက်မှုအလုတ်ခံရတဲ့ဂျူးဘုံကြီးတွေကမကျေနပ်တော့ခရစ်တော်ကိုဖမ်းပြီးတော့ဘယင်ကန်လက်ထက်အပ်လိုက်ပြီးတော့လက်ဝကတိုင်တင်းပြီးတော့တတ်လိုက်တယ်ရှင်းလားမသိဘူးရှင်းတယ်နော်အဲ့လိုတတ်လိုက်တဲ့အခါကျတော့သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ယေရှုခရစ်အသက်ခံလိုက်ရပြီဆိုတော့သူ့နောက်လိုက်တရားအဲ့ဒီသားမှနေရသေးလားမနေရတော့သူတို့ဘယ်သွားလဲဆိုတော့ဥရောပတိုက်ဘယ်ရောက်ပါလဲ ဥရောပတိုင်းမှာအနှစ်တစ်ထောင်လောက်ခက်ခက်ခဲခဲရုန်းကန်ရတယ်လူတွေကြားတဲ့တိုးဝင် လူမှုရေးအလုပ်တွေလုပ် လူမမာတွေရှားအဲ့လူမမာတွေစိတ်ကူးပေးကြောင်းမနေနိုင်တဲ့ကလေးတွေကိုတစ်ပင်ရိတ်ခေါ်စားတင်ပေးလူမှုရေးအလုပ်တွေလုပ်ပြီးတော့ဒီပါလက်စတိုင်းကနေပြီးတော့နေမရလို့ကြောင်းသွားတဲ့ခရိယန်တွေကဥရောပတိုင်းမှာလူမှုရေးအလုပ်လုပ်ပြီးတော့ဒေသခံတွေရအောင်စီးရုံးလိုက်တယ်အနှစ်တစ်ထောင်လောက်ရောက်တော့ဥရောပတိုင်းလုံးဘယ်ဘာသာဝင်ဖြစ်သွားလဲ အာခရိယံဘာသာမျိုးစိတ်ကြပြီးတော့အမြင့်တွဲသွားတယ်အဲ့လိုအမြင့်တွဲသွားတဲ့အခါကျတော့ဥရောပတိုင်းမှာရှိတဲ့ခရိယံဘာသာဝင်တွေကသူတို့ရဲ့တမန်တော်ရှိတဲ့မွေးရာဒေတာကိုဖျားလာဖူးတာရှင်းလားမသိဘူးဟောဥရောပတိုင်းမှာဘယ်ဘာသာအမြင့်တွဲသွားလဲဒါဖြင့်အဲ့ခရိယံဘာသာဝင်တွေကသူတို့တမန်တော်ကိုမကြည်ညိုဘူးလား ီညိုတော့တမန်တော်ဖွားမြင်ရဲ့အရက်ကိုသူတို့ကလာကျင်သိမရှိဘူးလားသူတို့ဗုဒ္ဓဂါယသွားသလိုပဲပေါ့သူတို့ကလည်းအိုက်ပါလက်စတိုင်းယေရှုခရစ်ဖွားမြင်တဲ့ဒေသမှာခရိယန်တွေကဖျားဘူးလာတာသူတို့ဖျားဘူးလာတဲ့အချိန်ကျတော့အဲ့ဒီဒေသဒီနေရာမှာတယောက်ကျန်သေးတဲ့တမန်တော်နာမည်ကျော်မူဝမဲ့ပေါ့အမောင်မဲတို့ရဲ့တမန်တော်ဘုရုတဲ့လေအဲသူကလည်းဒါ အစ္စလမ်ဘာသာတီထောင်ပလိုက်တာပေါ့နော်။သူကသူကအစ္စလမ်ဘာသာတီထောင်ပလိုက်ပြီးတော့အဲ့အာရိယကျွန်းဆွယ်ကြီးတစ်ခုလုံးဥဆောင်ပြီးတော့တင်လိုက်တယ်။အာရိယကျွန်းဆွယ်ကြီးတစ်ခုလုံးသူဥဆောင်ပြီးတော့တင်လိုက်တော့ဘသူလက်အောက်ရောက်သွားတယ်။ဟောအစ္စလမ်ဘာသာလက်အောက်ရောက်သွားတယ်။အဲ့ရောက်သွားတဲ့အထက်မှာဘသူကပါလဲဆိုတော့ယေရှုခရစ်ဖမ်းမြင်တယ်။ပါလက်စတိုင်းနဲ့ပါသွားတယ်။ဒါဖြင့်အဲ့ဒီဒေသကြီးဘသူတွေ လက်အောက်ရောက်သွားပြီလေအစ္စလမ်ဘာသာဝင်ရဲ့အဲ့ခါကြတော့မှဟိုမှာထွန်းကားနေတဲ့ဥရောပတိုက်မှာထွန်းကားနေတဲ့ခရိယန်ဘာသာဝင်တွေကသူတို့ရဲ့တမန်တော်ရှိတဲ့မွေးပွားရာအရာကိုဘာလာလောက်တာလဲကဲဖရလာပူတဲ့ခရိယန်နေနဲ့အဲ့ဒေသသိမ့်ပိုက်ပြီးတော့စိုးမိုးနေတဲ့အစ္စလမ်ဘာသာဝင်နေမိတ်ဆွေဖြစ်သွားကြလေတည်းလို့ဇတ်သိမ့်မလား ာဖြစ်ကုန်တာရှားဘူးတဲ့မလားခရုစိတ်ရှစ်ပွဲတာအဲ့ဘာသာနှစ်ခုအပြန်လန်တိုက်ခိုက်တဲ့ရှစ်ပွဲကိုဗားတယ်လေဘလောက်ထိဇွဲကောင်းလဲဆိုတော့နှစ်ပေါင်း200တိုက်တာဘလောက်တိုက်လဲအဲ့ဒါဘသူမှမနိုင်ဘူးဘသူမှမရှုံးဘူးဟုတ်ရလားအနိုင်ဆုံးရှိရလား အနိုင်ဆုံးမရှိတော့ပြင်းမှန်းပြီးတော့သူတို့နှစ်ဖက်နားလည်မှုနဲ့နားကြတာပေါ့ဟုတ်ရဲ့လားဒါကနားတယ်ဆိုလို့တာဆိုပြီးမယ်ခရိယံကလည်းသူနည်းသူဟန်နဲ့သူကအင်းအားတောင့်တင်းအောင်သူလုပ်တယ်ခရိယံကလည်းသူနည်းသူဟန်နဲ့သူဘာလုပ်လဲသာသနာပြုအလုပ်တွေလုပ်တယ်နော်ခရိယံထွန်ကားတဲ့နိုင်ငံကောင်းဆောင်တွေက ကဘာအရာရာကိုသွားလက်နဲ့နဲ့ပြနေချက်သူတို့နဲ့ကပ်ပါလာတဲ့သာသနာပြုတရားလက်တမချမ်းသာပြဘာသာရေးနေချက်ဟောက်လာတာစစ်တပ်ကဘာပြပြီးနေချက်လဲဟောခရိယံသာသနာပြုတရားဘာပြပြီးတော့နေချက်လဲတမ္မာကျမ်းသာပြပြီးတော့နေချက်တယ်ဒီလိုနဲ့ဒုတိယကဘာစစ်မတိုင်ခင်ကဘာကြီးတစ်ခုလုံးဘသူတွေရဲ့လက်အောက်ရောက်သွားတယ် နေချက်နေချက်ဟိုးအင်အားကြီးဥရောပတိုက်ကနေချက်ဟုတ်ရလားမြန်မာနိုင်ငံတစ်ချိန်လုံးကဘသူလက်အောက်ရောက်ဖူးလဲအင်္ဂလိပ်လက်အောက်လေအဲအင်္ဂလိပ်ဆိုတာကဒီဒေသလားဥရောပလားအဘယ်ဘာသာကိုးကွယ်တာလဲဒါပြင်မြန်မာနိုင်ငံကိုတိမ့်တော့ကဘာပြတိမ့်တာလဲဟောလက်နဲ့ပြတိမ့်နေနော် ။ဟောကျွတ်တို့မြမပြည်တဲ့ရောက်လာတော့သူတို့ကြည်တယ်လားသာသနာပြုတွေပါပါလား။အသာသနာပြုတွေကလည်းနေသက်တောင်းတန်းသွားပြီးတော့တိုင်းရင်းသားတွေဘာပြပြီးတော့နေချက်လဲ။ဟုတ်လားလား။ဘာတမာကျမ်းသာပြပြီးတော့သာသနာကြီးနေချက်တယ်။အဲ့ဒါကဘယ်ဘာသာဘက်ကလုံနေတာလဲ။ဘာဖြစ်လို့သူတို့လောက်ရတာလဲဆိုတော့သူတို့အင်အားတောင့်ခြင်းမှတစ်ဖက်ကိုလွှမ်းမိုးနိုင်မှာ ው ဟုတ်လားအဲ့ သူတို့ဘက်ကလည်းသူတို့အင်အားတောင်းနေမှာဘာလို့နိုင်မှာလဲတစ်ဖက်ကိုလွှမ်းမိုးနိုင်မှာဟောတစ်ဖက်ကလည်းအလျှော့ပေးမှာလားအဲသူတို့ကဘာလုပ်လဲလို့မသိချင်ဘူးလားဇာနိကံဟောတယ်လို့အဲ့ဒါကတော့ကိုယ့်ဟာကိုယ်သိလို့ပြောရင်မကောင်းဘူးလားသိပြီးသားတယ်မလားဒါဆိုရင်သိပြီးသားပြောနေမောတယ်ကိုယ့်ဟာကိုယ်သိပေါ့ဒါရင်ဟိုတစ်ဖက်ကအဲ့ဒါလို့နီးနေတကဘာလုံး ပြန့်ပွားသွားအောင်သာသနာပြုအလုပ်တွေကို အစီအစဉ်တကြနဲ့လုပ်တဲ့အတွက်ကြောင့်တို့ရဲ့ခရိယံဘာသာကြီးတကဘာလုံးပြန့်မသွားဘူးလားဒီကနေ့ခရိယံဘာသာကိုးကွယ်တဲ့လူဦးရေဘလောက်ရှိလဲဆိုတော့တန်းထောင်၆ပါရှိတယ်ခရိယံဘာသာကိုးကွယ်တဲ့လူဦးရေဘလောက်ရှိလဲအဲမခံရင်လို့အပြိုင်ကြိုးစားတဲ့အစ္စလမ်ဘာသာလည်းတကဘာလုံးမှာကိုးကွယ်တဲ့ပုဂ္ဂိုလ်တန်း1400ရှိတယ်ဟုတ်လားအဲ့ ကဲတဘာသာကသန်း1600ရှိတယ်တဘာသာကသန်း1400ရှိတယ်ဆိုတော့ဘာကြောက်เสียလို့လဲတို့ကသန်း130ရှိနေတာကြီးဟုတ်လားတို့ဗုဒ္ဓဘာသာသန်းပေါင်းဘယ်လောက်ရှိလဲဘာကြောက်เสียလို့လဲတို့ကတဘာသာ1400တဘာသာ1600တို့နဲ့မရှင်းနိုင်ဘူးလားဟမ် အဲ့တော့ဒီစရာလေးပြအောင်ပြောဦးမယ်နော်။အော်နေဦးဒီတိုင်းဒီတိုင်းဟောတော့ပိဋကသဘောကျလား။ဟိုးနောက်ကဝေးနေတဲ့ပိဋကကတော့တကယ်လို့များမြေပုံကိုမမြင်ရလို့မရှိမရှိဖြစ်ခဲ့ရင်တော့ဖွင့်လို့ပြီးတော့နားလည်ပေးပါလို့နော်။အဲ့တော့ဒီဓမ္မသဘင်ထဲမှာရောက်လာသမျှပိဋကကို အားလုံးမြင်အောင်တော့မပြောနိုင်ပါဘူးလို့။အဲ့တော့မမြင်တဲ့အတွက်ကြောင့် တခွန်းမှမပြောဘဲနဲ့တခြားတရားဟောသွားမယ်ဆိုရင်လေအခုသိတဲ့ဘုဟုတ္တကသိရမှာမဟုတ်ပါဘူးအဲ့တော့နောက်တစ်ချိန်ကြာမှရှေ့ကဒီတရားနာပြီလို့သိသွားတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့နောက်က မရှင်းတဲ့ပုဂ္ဂိုလ်တွေတစ်ဆင့်ပြန်ဟောရင်မကောင်းဘူးလားအဲ့ဒါလို့နင်းနဲ့ဘုန်းကြီးတို့နောက်ကပုဂ္ဂိုလ်တွေကနားလဲပြပါလို့နော်ဒါဖြင့်ကောင်းပြီ တစ်ဖက်ကလည်းအင်အားတောင့်တင်းမှလွှမ်းမိုးလို့ရမယ်ဆိုတဲ့အကြံနဲ့တကဘာလုံးကိုသာသနာပြန်ပွားအောင်လုပ်တယ်လို့တခြားတစ်ဖက်ကလည်းပဲတို့နောက်ကျကြံနေလို့မဖြစ်ဘူးဆိုသူတို့ကလည်းသူတို့နည်းသူတို့ဟာနဲ့လွှမ်းမိုးနိုင်အောင်မလုပ်ဘူးလားအသေးစိတ်တော့မပြောတော့ဘူးပေါ့နော်အရတဲ့လူတွေပြောတာကြားဘူးတယ်မလား86 86ဟမ်86ဆိုတာဘာလဲ တော်တော်ဘုဒ္ဓတများတဲ့ဟာကြီးဟမ်ခွန်ရှိ6ခုအဲ့သုံးလုံးပေါင်းလိုက်ရင်ဘယ်လောက်ရလဲအခုရောက်နေတဲ့ကာလကတော့ဘယ်နှရာစုတည်းရောက်နေပြီလဲအဲ့အချိန်မှာအကုန်သိမ့်မယ်အခုစနေပြီခုနသုံးလုံးပေါင်းလိုက်တော့ဘယ်လောက်တည်းလဲအခုရောက်နေတဲ့ရာစုကရောသူတို့သိမ့်မှာအဲ့ကြရင်ဘုံသိမ့်မှာတဲ့ ဟုတ်ပြီလားအဲ့တိုင်းတော့အနည်းကဘာအရရမှာအတန်ပလန်ဒီမကြောက်ဘူးလားစီကလေးဆိုရင်တခြားလားမောင်မဲတို့လားကိုယ်နိုင်ငံမှာလားကဘာအရရမှာလားအဲ့ဒါ27အတွက်အလုံးလုံးနေကြတာလေ သူတို့က20တွေအလုံးလုံးနေတဲ့အချိန်မှာတို့ဘုရားဘာသာတရားတော့ဘုန်းကြီးတရားလဲသင်္ကန်းကောင်းမှုချုံပြီးတော့တခေါကောင်းတဲ့အကြောင်းမှာအေးအေးကိုမဝနိုင်ဘူးသူတို့ကတို့အရတဲ့ရတကာဓမ္မတရားလဲကိုရီးယားကကြည်လို့ကိုမတင်နိုင်ဘူးအဲ့အချိန်မှာမောင်မဲတို့ကတော့အကြိုက်ကိုတွေးပြီးတော့အားထုတ်နေတာလေနည်းနည်းလေရှင်နိုင်မှမလား မစင်နိုင်ရှုံးမှာပေါ့စင်နိုင်အောင်မလုပ်ရင်တော့ကာလနဲ့ကန့်တတ်ပြီးတော့မှန်းကြည့်မယ်ဆိုရင်နောင်ဘယ်နဲ့လောက်များလိုသေးလဲခုကြောဟောသွားတာအစွမရောက်ပါဘူးနော်ဒါတွေမှာရှိတဲ့အတိုင်းဟောတာပဲမြေပုံတော့မှာရှိတဲ့အတိုင်းဟောတာပဲ အဲ့ဒီတည်းမှာရှိတဲ့အချက်လက်တွေကိုထောက်ပြဖို့အတွက်စာအုပ်ကလည်းကျုပ်မှာကျောင်းမှာဗီဒီယိုကြီးနဲ့တလုံးအပြည့်ရှိတယ်ဟုတ်ပါရဲ့နော်ဒါပြင်ဒုပိဋကစောစောစကားလေးပြန်စမယ်နော် နိဗ္ဗာန်ရောက်ဖို့ကအရေးကြီးသလားနိဗ္ဗာန်ပို့ပြီးမဲ့သာသနာမကွဲအောင် ထိမ့်ဖို့ကအရေးကြီးသလားအဲ့ဒါလို့မထိမ့်နိုင်ခဲ့တဲ့အိန္ဒိယနိုင်ငံကြီးဒီကနေ့ရတနာ၃ပါးဆိုတာရှိသေးလား မက်တန်ဖူတန်ကိုကြားသေးလားမကြားပါဘူးခွဲလေးတန်ခေါင်းလောင်းတန်ကိုကြားသေးလားမကြားပါဘူးမေတ္တာပို့အမြဝေနေတဲ့ပုဂ္ဂိုလ်ရဲ့အတန်ကိုကြားသေးလားမကြားပါဘူးဘာဖြစ်လို့အဲ့အတန်นี่စိတ်သုံးကုန်တာလဲသာသနာကွယ်လို့ပေါ့အိန္ဒိယပြည်မှာသာသနာကွယ်လို့မက်တန်ဖူတန်นี่စိတ်သုံးသွားတော်လဲပဲ ပရိသတ်၄ပါးနဲ့ပြည့်စုံနေတဲ့တို့ဗမာပြည်မှာကြတော့မေတ္တန်ဖူတန်ဒီတနိုင်ငံလုံးပြန့်လွင့်မနေဘူးလားအဲ့ဒါကမြန်မာနိုင်ငံမှာပရိသတ်ဘယ်နှပါးနဲ့ပြည့်စုံလို့သာသနာထွန်းကားနေတာလဲအဲ့ပရိသတ်ရော့သွားမယ်ပြောင်းသွားမယ်ဆိုခဲ့ရင်တော့ အပိသက်၄ပါးရော့သွားမယ်ပြောင်းလဲသွားမယ်ဆိုရင်တော့မြမမြေပေါ်မှာဒီသာသနာကြီးကိုရှိပါဦးမလားရှိပါပါဘုရားသာသနာမရှိတော့ဘူးဆိုရင်မေတ္တန်ဖူတန်ကိုကြားပါဦးမလားရှိပါပါအခုပြောနေတဲ့ရတနာ၃ပါးဆိုတာကိုရှိပါဦးမလားရှိပါပါဒါဖြင့်ပိသက်၄ပါးပြောင်းသွားလိုက်တာနဲ့တပြိုင်နက်ရတနာ၃ပါးလည်းကွဲပါပြီမေတ္တန်ဖူတန်นี่လည်းကွဲပါပြီ ယရနာသုံးပါးလဲအကွယ်မခံနိုင်မှုမေတ္တံဖိုတန်นี่လဲအပြောက်မခံနိုင်မှုဆိုရင်ဒုပိဋ္တရေဒီသာသနာမှာပိဋ္တဖြင့်နှစ်ပါးအားကောင်းနေဖို့လိုလဲလက်ရှိတော့အဲ့တိုင်းအားကောင်းမနေဘူးလားဒါဖြင့်နောင်လာမဲ့အနာကကောဒီတိုင်းအားကောင်းနေဖို့ကောမလိုဘူးလားဒါဖြင့်နောင်လာမဲ့အနာကဒီမျိုးပေါ်မှာ သာသနာဆက်ပြီးတော့ရှင်သန်ထွန်းလဲနိုင်ဖို့အတွက်လာအထောက်ပံ့ပေးမဲ့ပရိသတ်၄ပါးပြည့်စုံနိုင်အောင်ဒုပိသတ်ကြီးလာလူငယ်တွေကိုဘေးဖယ်ထားရမလားရှေ့ထုတ်ပြီးတော့ပြုစုပြုထောင်ရမှာလားတို့တို့ရဲ့အနာဂတ်ကဘယ်သူလက်ထက်မှရှိတာလဲ အနာဂတ်ကိုပိုင်ဆိုးတဲ့လူငယ်တွေကိုကြောင်ထိုးထားမယ်ဆိုရင်တို့အနာဂတ်ကဘာဖြစ်သွားမယ်လို့ထင်လဲသဘောပေါက်လာပြီနော်ပိဋကတ်တော်တော်သဘောပေါက်လဲအားရတယ်ဟမ်ဒါပြင်ဒီနိုင်ငံရဲ့အနာဂတ်ကဒီကနေ့တို့လက်ထက်မှာရှိနေပြီမဲ့နောင်လာမဲ့အနာဂတ်ကြတော့ဒီနိုင်ငံကဘယ်သူလက်ထက်ရောက်သွားမှာလဲ လူငယ်တွေရဲ့လက်ထက်ရောက်မှာပါသူတို့လက်ထက်ရောက်တဲ့အခါကျတော့တို့လူပဲသူတို့ကထိမ့်နိုင်ရင်တော့ကောင်းရဲ့မထိမ့်နိုင်ရင်ဘလို့နေမလဲအဲ့ဒါလို့မဖြစ်ဖို့အတွက်နောင်လာမယ့်အနာကတို့လူပဲသာသနာတာဝန်ကို လူငယ်တွေထိမ့်နိုင်ဖို့အတွက်ဒီကနေ့လောက်ကနေစပြီးတော့ဘေးထုတ်ထားတဲ့ကလေးကိုရှေ့ခေါ်သွင်းပြီးတော့ပြုစုပြိုးတောင်တဲ့အလုပ်တွေလုပ်ရမှာကတခြားလား လူကြီးမိဘတွေရဲ့တာဝန်လားမိဘတွေရဲ့တာဝန်ပါဗျာအဲ့တိုင်းလုပ်မဲ့ဆိုရင် တခြားလားလက်ချင်းကမ်းအမွေပေးတာလားလက်ချင်းကမ်းအမွေပေးတာပါဗျာဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်ကို လူငယ်တွေလက်ထဲလက်ချင်းကမ်းအမွေပေးတာပါအဲ့ဒီအမွေပေးရမယ့်အလုပ်ဘသူတွေလုပ်ရမှာလဲအဲဒီကနေ့ သာသနာကိုပြုစုကြိုးထောင်နေကြတဲ့ပရိသတ်၄ပါးကလုပ်ရမယ်တာဝန်နေပါဟုတ်ရဲ့လားသာသနာဝန်ထမ်းယဟန်ဒီဘက်ကကောသူတို့တာဝန်ကို ကြည်ပြွန်အောင်သူတို့မလုပ်သင့်ဘူးလားဟောပစ္စည်း၄ပါးနဲ့ထောက်ပံ့တဲ့ဒကာဒကမတွေကကော လိုအပ်တဲ့ပစ္စည်း၄ပါးအထောက်ပံ့ကြည်ပြွန်အောင်မလုပ်သင့်ဘူးလားယဟန်တော်များဘက်ကလည်းပရိယပရိပတ် သင်အံပို့ချမှုအလုပ်တွေကိုဒီတဲ့တဆတိုးပြီးတော့ကြိုးစားလုပ်နေကြလို့သာသနာတော်ဝင်ကိုသူတို့ကြည်ပြွန်နေတဲ့ဆိုရင်အဲ့ကြည်ပြွန်နေတဲ့သာသနာဝန်ထမ်းယဟန်တော်များကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့တဲ့တရားဓမ္မတွေကလည်းသွမ်းသင်္ကန်းကြောင်းစီလူလီသေးမရှိ အထောက်ပံ့တွေပေးနေလို့အဲ့ဒီအထောက်ပံ့ရနေတဲ့ယဟန်တန်ဃာတွေကလည်းသာသနာဝန်ကြီးကိုဒီတဲ့တဆတိုးပြီးတော့ တို့ကလည်းထမ်းသွားကြမယ်ဆိုရင်မြန်မာနိုင်ငံရဲ့အနာဂတ်တိသီရဝါဒဗုဒ္ဓသာသနာဒီတိုင်းပဲဆက်ပြီးတော့ထွန်းလွန်းနေဥမ္မာပါသာသနာတော်ကြီးဆက်ပြီးတော့ထွန်းလွန်းမှုမဖြစ်ချင်ဘူးလားဒါပြင်တာဝန်ကြည်ဖို့လိုပါတယ်။ဘာလိုအပ်လဲ အတော့တာဝန်ကျေဖို့လိုပါတယ်ဆိုတော့ဒီနေရာမှာလည်းနည်းနည်းတော့ကြောကျင်သေးတယ်နော်အဲ့ဒါကတော့ပါလဲဆိုတော့မနစ်တော့စောက်တုတ်ရေးတယ်ဗုဒ္ဓဘာသာဗုဒ္ဓဘာသာမြန်မာနဲ့တမိုင်းရှုတော်ဆိုတော့အဲ့စောက်ရေးတော့မြန်မာနိုင်ငံမှာဘုန်းကြီးเจ้าမောင်ဘယ်နှเจ้าရှိသလဲသာသနာဝန်ထမ်းယဟန်မောင်ဘယ်လောက်ရှိသလဲဆိုတဲ့စရင်သိကျင်တော့နေပြီးတော့သာသနာ့ဝန်ကြီးဌာနလှန့်ဆက်သွယ်ပြီးတော့တောင်းလိုက်တာပေါ့လေ အဲ့တော့စင်းစရားတွေရောက်လာတဲ့အခါကျတော့ကြည့်လိုက်တော့မြန်မာနိုင်ငံမှာကဖုံးတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းပေါင်းလိုက်တော့6000လောက်ရှိတယ်။ကျောင်းမလောက်ရှိဘူး။ဖုံးတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းအားလုံးပေါင်းလိုက်တော့ကျောင်းမလောက်ရှိဘူး။6000ရှိတယ်။အဲ့ဒီကျောင်းပေါင်း6000မှာတရင်သုံးနေကြတဲ့ဖုံးတော်ကြီးတွေနဲ့သီလရှင်ဥယျာဉ်ကဘလောက်ရှိလဲဆိုတော့6သိန်းဘလောက်ရှိလဲ ောသာသနာဝန်တန်းယဟန်နဲ့သီလရှင်အရေးတော်ကဘလောက်တယ်လဲ6သိန်းဒါဖြင့်အဲ့ဒီ6သိန်းသောသာသနာဝန်တန်းနေသတင်းသုံးနေတိုင်းနဲ့ကြောင်းပေါင်းက6တောင်းဟုတ်ရဲ့လားအဲ့ကြတော့ပြန်စဉ်းစားကြည့်တယ်တနိုင်ငံလုံးမှာကြောင်းပေါင်း6တောင်းရှိတယ်မြန်မာနိုင်ငံအရရမှာအလုံးလုံးနေတဲ့ကြောင်းကဘယ်နှကြောင်းရှိလဲလို့လိုက်ပြီးတော့လေ့လာကြည့်တာပေါ့ဗျာ တနင်္ဂနွေလုံးမှာပရိယတ်တိစာပေသင်ကြားပေးနေတဲ့ကျောင်းကတမျိုးပฏิပတ်တိကမ္မထံတရားပြနေတဲ့ကျောင်းကတမျိုးနောက်ပြီးတော့စည်ရင်ွန်မာတဲ့ကလေးတွေလက်ခံပြီးတော့အခြေခံမူလတန်းပညာအလဲတန်းပညာသင်ကြားပေးနေတဲ့ဘုံတော်ကြီးတင်ပညာကြီးကျောင်းကတမျိုးလို့အကြမ်းမြင်ဗဏ္ဍမျိုးတွေ့ရတယ်အဲ့သုံးမျိုးတွေ့ရတဲ့ကျောင်းကြီးအတွက်ကိုလိုက်ရှာကြည့်လိုက်တော့ ခုနကကြောင်မောင်း6000ထဲမှာဘယ်နှကြောင်တွေ့လဲဆိုတော့ကြောင်မောင်း1000ခွဲလောက်တွေ့ဘယ်လောက်လောက်တွေ့လဲ6000ထဲမှာအခုနကအလုတ်3မျိုးလုတ်တဲ့ကြောင်ကဘယ်နှကြောင်လဲဒါပြင်ဘယ်နှကြောင်ကြံသေးလဲ4000ခွဲကြောင်မောင်းကြောင်မောင်း4000ခွဲမှာနေတဲ့တန်ခါးကြီးကြတော့